မင်္ဂလာပါရှင်ဒီနေ့မှာတော့ strawberry သီးလေးတွေလက်ဆောင်ရထားလို့တုတ်စာဖြစ်ပါတယ်အရင်ဥဆုံး strawberry သီးလေးတွေကိုအညာလေးတွေချွေထားပေးလိုက်ပါတယ်ပြီးရင်တော့အသီးလေးတွေကိုရေတန့်စင်အောင်ဆေးပြီးတော့အစိတ်လေးတွေဖြစ်သွားအောင်ဓာတ်လေးနဲ့လှိထားပေးလိုက်ပါတယ်ခုဆိုရင်ရာသီဥတုကလည်းပူလာပြီဆိုတော့နေ့လည်ကပူတဲ့အချိန်မျိုးဆိုလို့ရှိရင်ဒီလိုမျိုး strawberry သီးကိုငံပြာရီတို့ငရုတ်သီးတို့နဲ့တုပ်စားကြည့်ပါအရန်ကိုမှဆောက်လို့ကောင်းပါတယ်။ ကျွန်မကတော့ strawberry သီးကိုသူ့ကြည်ပဲစားစားဖြော်ရည်ပဲဖြော်တောက်တောက်ပေါ့နော်တောက်ပဲစားစားအရင်ကမှကြိုက်ပါတယ်ဘလိုပဲနေနေကြိုက်တယ်ပေါ့နော်စားစီခြင်းလို့လက်ဆောင်ပို့ပေးတဲ့သူကိုလည်းကျေးဇူးများကြီးတင်ပါတယ် strawberry သီးလေးတွေလှီးပြီးသွားပြီဆိုလို့ရှိရင်ငပြားကြီးထည့်ပါမယ်စားနှင်းငယ်ထည့်ပါမယ်တကြားထည့်ပါမယ်မြုပ်သီးအကြက်မုံကိုကိုစားနိုင်သလောက်ပေါ့နော်ထည့်ပါမယ်ပစောချောက်အသေးလေးတွေထည့်ပါမယ်ပြီးလို့ရှိရင်တော့အရသာနှက်ဆက်သွားအောင်လို့နေထားပြီးလိုက်ပါတယ် ဒါဆိုရင်တော့အစားလိုကောင်းတဲ့ချင်ကန်ဆက်စတော်ဘယ်ရီတီးတုပ်လေးရပါပြီရှင်